မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအုပ်ဆုံးစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ဆက်ကူကြအာဆီယံဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲအစည်းအဝေးဆွေးနွေးဖို့မြန်မာနိုင်ငံလာမယ့်အာဆီယံကိုယ်စားလှယ်ဖွဲ့ရဲ့ခီးစဉ်ကိုအောက်တိုဘာလထိရွှေ့ဆိုင်းလိုက်ပါတယ်လေလာသူတွေရဲ့အဆိုအရမြန်မာနဲ့အာဆီယံကောင်းဆောင်တွေကြားမှာတန်တမန်ရေးရာအချက်အလက်ဖြစ်နေပါတယ် ။စေယုစုကတော့ဒီနှစ်ထဲမှာလုံးမဲ့ရွေးကောက်ပွဲအစည်းအဝေးတွေကိုအာဆီယံကဝင်မဆွဲဖက်အောင်တားဆီးဖို့ဆုံးဖြတ်ထားပုံရပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံခြားဝင်ကြီးလေးယောက်ဟာသူတို့ရဲ့မြမပြီးခီးစဉ်ကိုပြီးခဲ့တဲ့အပတ်ကရွှေ့ဆိုင်းလိုက်ပါတယ်။ဒီခီးစဉ်ကဒီဇင်ဘာမှာစတင်မဲ့ရွေးကောက်ပွဲနဲ့တခြားကိစ္စတွေကိုဆွေးနွေးဖို့ဖြစ်ပါတယ်။မလေးရှားတိုင်းအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံကတက်တမန်တွေဟာစစ်ကောင်စီနဲ့ဆွေးနွေးဖို့ပြီးခဲ့တဲ့တောက်ကြနေမှာမြန်မာနိုင်ငံကိုလာရောက်ဖို့စီစဉ်ထားတာပါ။ဒါပေမဲ့ကိုယ်စားလှယ်အဖွဲ့ကိုဦးဆ ဆောင်တဲ့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကခီးစဉ်ကိုအော်တိုဘားလအစောပိုင်းထိရွှေ့လိုက်တယ်လို့ကြားသာပတင်းတွေမှာပြောခဲ့ပါတယ်အသေးစိတ်ကိုတော့ထပ်မပြောသွားဘူးလို့နီကီအေရှားသတင်းမှာဖော်ပြထားပါတယ်။ဘာကြောင့်ဒီခီးစဉ်ရွှေ့လိုက်တယ်ဆိုတဲ့အကြောင်းရင်းကိုလည်းသူကတိတိကျကျမပြောခဲ့ပါဘူး။စစ်ကောင်ဆောင်မင်းအောင်လိုင်းဟာရေးောက်ပွဲအတွက်တရုတ်နဲ့အိန္ဒိယရဲ့ထောက်ခံမှုကိုရထားပြီးပြီလို့လည်းသိရပါတယ်။ဒါကြောင့်အာဆီယံကိုဂရုစိုက်စရာမလိုတော့ဘူးလို့အေအာရီသတင်းဌာနကအမည်မဖော်လို့သူတွေကိုကိုးကားပြီးရှင်းတာထားပါတယ်။ ။ဒါကြောင့်မင်းအောင်လှိုင်အနေနဲ့အာဆီယံကိုယ်စားလှယ်အဖွဲ့ကိုချုံမော့ပြီးအရေးတူလို့ဖို့မလိုဘူးလို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ကြောင်းသတင်းမှဆိုပါရယ်။ဝင်ကြီးမိုဟာမဟာဒီခီးစင်ကြောင့်ကိုဩဂုတ်လတုန်းကအတည်ပြုခဲ့တာပါ။စေယုတ်စုဘက်ကအရေးပေါ်အခြေအနေကိုရုပ်သိမ်းကြောင်းကြေညာလိုက်ပြီးနောက်မြမအခြေအနေကိုလေ့လာဖို့အာဆီယံကိုယ်စားလှယ်အဖွဲ့ကိုသူကိုယ်တိုင်ဦးဆောင်မယ်လို့မိုဟာမက်ကပြောခဲ့ပါရယ်။မြမနိုင်ငံဟာ2021ခုနှစ်ကအာဆီယံနဲ့သဘောတူထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ပါဂရီကဝတ်တွေကိုလိုက်နာရမယ်လို့လည်းသူကပြောခဲ့ပါရယ်။ 2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကဒီမိုကရေစီနှိကျရွေးကောက်ခံထားရတဲ့ NLD အစိုးရကိုအာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံဟာပြည်တွင်းစစ်ထေကိုရောက်သွားခဲ့ပါတယ်။အခုအချိန်ထိလူ9000လောက်သေဆုံးခဲ့ပြီးအယောက်3000အကျဉ်းချခံထားရပါတယ်။တိမ့်နေချီတဲ့ပြည်သူတွေအိမ်ယာမဲ့ဖြစ်ခဲ့ရပါတယ်။စစ်ကောင်စီပြုတ်ကင်ရဇော်မင်းထွန်းကပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကရွေးကောက်ပွဲတွေကျင်းပနိုင်ဖို့မြန်မာနိုင်ငံရဲ့ရေးပေါ်ခြေနေကိုရုပ်သိမ်းလိုက်ပြီးလို့ဇူလိုင်လမှာကြေညာခဲ့ပါတယ်။ ဲ့ဒီကြေညာချက်အပြီးမှာတော့စေကောင်းဆောင်မင်းအောင်လိုင်းဥက္ကဋ္ဌဖြစ်တာဝန်ယူတဲ့လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကော်မရှင်အစ်စ်ကိုဖွဲ့စည်းခဲ့ပါတယ်။နိုင်ငံရေးရွေးကောက်ခံခေါင်းဆောင်တောအောင်ဆန်းစုကြည်ကတော့2021ဖေဖော်ဝါရီတရက်နေ့ကလေးကစစ်တပ်ရဲ့ဖမ်းဆီးချုံနောက်ထားခြင်းကိုခံနေရပါတယ်။သူရဲ့ဇမ်းမာရေးအခြေအနေကပိုမိုဆိုးလာပြီးအသက်အန္တရာယ်တွေဆိုးရိမ်ရတယ်လို့သူ့မိသားစုကပြောဆိုထားပါတယ်။ မြမရေးလီလာမှုပရိုဂရမ်ရဲ့ညှိနှိုင်းရေးမှုမိုးသူစားကအာဆီယံရဲ့ရွေးကောက်ပွဲပေါ်သဘောရနဲ့ကိုယ်စားလှယ်အဖွဲ့ကစစ်ကောင်စီနဲ့တွေ့ဖို့စီစဉ်တာကကိုက်ညီမှုရှိရလို့ Davis in Asia ကိုပြောပါရယ် ASEAN နိုင်ငံခြားရေးဝန်ကြီးတွေကစစ်ကောင်စီကိုစလေကိုပြောထားပြီးသားပါရွေးကောက်ပွဲထက်ငင်းချင်းရေးကတော့ဦးစားပေးဖြစ်ရမယ်ဆိုတာကိုဟု၎င်းကဆိုပါရယ်စစ်ကောင်စီကတော်လန်ရေးတက်ဖွဲ့တွေရှိရာမြို့နယ်63ခုမှာစေယုတ်ချုပ်ရေးကြီးညာထားတဲ့အတွက် ASEAN ကရွေးကောက်ပွဲပေါ်စိုးရိမ်နေတယ်လို့သူကထောက်ပြပါရယ်ကိုစလေအဖွဲ့ကစစ်ကောင်စီတွေနဲ့တွေ့ဖို့စီစဉ်တာဟာစစ်ကောင်စီက အာဆီယံဟာမြမအချက်တဲကိုဖြည့်ရှင်ဖို့နဲ့သက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံဖို့ဂရီကဝတ်ရှိတာကိုပြသနေတယ်လို့လည်းသူကဆက်ပြောပါရယ် မူဝါဒပိုင်းသုံးသက်သူနဲ့အာဆီယံအရေးလေလာသူဘူလန်ကတော့ခီးစဉ်ရွှေ့ဆိုင်းလိုက်တာဟာမြမပြည်ရင်းရေးကိုဒေတာရင်းကဝင်းဆွတ်ဖတ်မှာကိုစစ်ကောင်စီကလက်မခံလို့ဖြစ်ပေါ်လာတဲ့တန်တမန်ရေးရာအချက်တဲကိုထင်ဟပ်နေတယ်လို့ဆိုပါတယ်အာဆီယံအဖွဲ့အစည်းနဲ့စစ်ကောင်စီရောအတိုက်ခံတဲ့ပါဆက်ဆံရေးလမ်းကြောင်းတွေဖွင့်ထားတင်ပါတယ်အကြမ်းဖက်မှုတွေရောကြောင်းအောင်တွန်းအားပေးပြီးဖြစ်နိုင်ရင်လွတ်လပ်တဲ့စောင့်ကြည့်လေးလာမှုတွေလုပ်ဖို့တိုက်တွန်းတင်ပါတယ်လို့လမ်ကပြောပါတယ် ဘလို့ရွေးကောက်ပွဲမျိုးမဆိုလူတိုင်းပါဝင်ခွင့်ရှိပြီးအခြေခံယုံကြည်နိုင်တဲ့စံနှုန်းတွေနဲ့ကန့်ညီဖို့လူတွေဆိုတာကိုအာဆီယံကမြန်မာကိုအလေးနက်ထားပြောသင့်တယ်လို့ဆိုပါတယ်မြန်မာရေးဆွေးနွေးဖို့တိုးတက်မှုမရှိတာကအာဆီယံရဲ့ဝင်ရောက်မဆွတ်ဖက်ရေးမှုနဲ့အရင်းယူဆောင်ရွက်နိုင်တဲ့အာဏာမရှိတာကြောင့်ဖြစ်တယ်လို့လမ်ကပြောပါတယ်ဒါပေမဲ့ဒါကအာဆီယံအတွက်သူတို့ရဲ့မျှော်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းပြောဖို့တန်တမန်ရေးရပူးပေါင်းဆောင်ရွက်မှုတွေပုံမှုခိုင်မာအောင်လုပ်ဖို့နဲ့မူဝါဒခိုင်မာပြီးစီးလုံးတဲ့ရည်တည်ချက်တွေချမှတ်ပြီးယုံကြည်မှုကိုပြန်တည် ဆောက်ဖို့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်လို့သူကထပ်ပြောပါတယ်။ဂျာဝီညှိနှိုင်းပေးသူတယောက်အနေနဲ့အာဆီယံဟာတမန်ချက်တွေကိုမလိုက်နိုင်ရင်ဘလို့အကျိုးဆက်တွေရှိလာမလဲဆိုတာသဘောတူညီမှုကြောင့်စူးစမ်းနိုင်ပါတယ်။ဥပမာအာဆီယံအစည်းအဝေးအလုံးမှာမြန်မာရဲ့ပါဝင်မှုကိုပိုပြီးကန့်သက်တာမျိုးပေါ်လို့၎င်းကဆိုခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားနဲ့ထိုင်းနိုင်ငံတွင်တရားမဝင်မြန်မာနိုင်ငံသားများဇက်တိုက်ဖမ်းဆီးခံနေရပြီးစစ်မှုထဲအကျုံးဝင်နေသည့်လူငယ်များအများစုပါဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မလေးရှားနှင့်ထိုင်းနိုင်ငံတွင်တရားမဝင်မြန်မာနိုင်ငံသားများဇက်တိုက်ဖမ်းဆီးခံနေရကြောင်းအဆိုပါနိုင်ငံများမှတရင်ဌာနများ၏တရင်ဖော်ပြချက်အရသိရှိရပါသည်။ယမန်နေ့စက်တင်ဘာ24ရက်ညပိုင်းမလေးရှားနိုင်ငံစီလံကောပြည်နယ်မှမလေးရှားအာဏာပိုင်များကတရားမဝင်နေထိုင်သူများကိုစီမံချက်အော်ပရာစီဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းရှင်းတို့ဖမ်းဆီးရမှာမြန်မာ36ဦးအပါအဝင်တရားမဝင်နိုင်ငံခြားသား662ဦးဖမ်းဆီးရရှိခဲ့ကြောင်းတရားမဝင်နေပေါ်နိုင်ငံသားတို့မှလွတ်မြောက်ရန်ထွက်ပြေးရင်တိုက်ပေါ်မှပြုတ် ကျသိဆုံးသွားကြောင်းသိရပါတယ်အလားတူထိုင်းနိုင်ငံကန်ချန်နေပူရီခရိုင်အတွင်းမှာလည်းတရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား၆ဦးဖမ်းဆီးရရှိကြောင်းထိုင်းသတင်းများအရသိရပါတယ်။ယမန်နေ့စက်တင်ဘာ24ရက်ထိုင်းနိုင်ငံကန်ချန်နေပူရီခရိုင်စံကလန်ပူရီမြို့နယ်မှာအထောက်ထားဆောင်ရွက်စရမ်းမပါတဲ့မြန်မာနိုင်ငံသား၆ဦးဖြစ်တဲ့အသက်18နှစ်အရွယ်မောင်မင်းမွေအသက်19နှစ်အရွယ်မအေးချို အသက်32နှစ်ရွယ်ကိုမောင်ခိုင်အသက်30ရွယ်ကိုသားလေးအသက်35နှစ်ရွယ်မဲဤချိုနဲ့အသက်35နှစ်ရွယ်မတ်တင်မိုးအသက်35နှစ်တို့ဖြစ်ပြီးမြန်မာနိုင်ငံသား6ဦးကိုတင်ဆောင်လာတဲ့ထိုင်းနိုင်ငံသား2ဦးကိုလည်းဖမ်းဆီးခဲ့ကြောင်းသိရပါတယ်ယခုရက်ပိုင်းနဲ့လပိုင်းတွင်မြန်မာနိုင်ငံဖျားသုံးစုဘက်မှထိုင်းနိုင်ငံကချင်နယ်ပူရီခရိုင်တွင်သို့ခိုးဝင်လာသောမြန်မာနိုင်ငံသားများဇက်တိုက်ဖမ်းဆီး ခံနေရသဖြင့်ထိုင်းသတင်းဌာနများမှမြန်မာများဖမ်းဆီးခံရသောသတင်းများဇက်တိုက်ဖော်ပြခံနေရပါသည်မြန်မာနိုင်ငံတွင်အသက်18နှစ်မှအသက်35နှစ်တွင်လူငယ်များကိုစစ်တပ်ကအတင်းကျပ်စစ်မှုထမ်းခိုင်းနေပြီးထိုင်းနိုင်ငံသို့တရားမဝင်သွားရောက်ရင်ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများတွင်အသက်18နှစ်မှအသက်35နှစ်တွင်လူငယ်များအများဆုံးပါဝင်နေကြောင်းထိုင်းသတင်းဌာနများ၏သတင်းဖော်ပြချက်အရသိရှိရပါသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ အေးအေးဖန်ထားတဲ့ရခိုင်အမျိုးသမီးတရင်တောက်ယနေ့ထိပြတ်မလို့သိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စတေမာလာ20ရက်နေ့ကအာရခတက်တော် EA ထောင်းလိုင်းရေးဖွဲ့မှဖန်ဆီးသွားတဲ့ Bora New Agency BNA မှာအမျိုးသမီးတရင်တောင်မူဒရာယနေ့ချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း BNA တာဝန်ရှိသူများထံကသိရပါဗျ။ရခိုင်အမျိုးသမီးတရင်တောင်မူဒရာမှာ ယနေ့6ရက်မြောက်ကိုရောက်ရှိလာတော့လေအရခတက်တော် EE ကပြန်လွတ်ပေးခြင်းမရှိသေးဘူးကဘာကြီးကမိကွန်ထုတ်ရမည်ဟု BNE Editor ချုပ်ကိုကောင်းမြတ်နိုင်ကပြောပါရယ်သူတို့ကမေးစရာရှိတယ်ဆိုပြီးခေါ်သွားပေမယ့်အခုထိအိမ်ပြန်မပို့ကြသေးပါဘူးအမျိုးသမီးတူကိုဘလောက်ကြာလောက်ထိခေါ်ထားကြမလဲမေးကြမလဲဆိုတာကတော့ကဘာကြီးကမိကွန်ထုတ်ရမှာပါကဘာကြီးကစောင့်ကြည့်နေတယ်ဆိုတာကိုမမေ့ကြဖို့လိုပါတယ်ဟု၎င်းကပြောပါရယ်တရင်တော့မူဒရာကို EE ထောက်နိုင်ရေးအဖွဲ့မှစစ်ဆေးစရာရှိသည်ဟုဆိုပြီးမောင်တော်မျိုးနေရင်ကနေဖန်စီ ်ခေါ်ဆောင်သွားကြခြင်းဖြစ်ပါသည်စက်တင်ဘာလ20ရက်နေ့ကမောင်တော်မျိုးရှိနေမှတင်းထောက်မူဒရာအားအရခတ်တော်ဤထောက်လန်းရေးဖွဲ့မှဖန်စီခေါ်ဆောင်စစ်စိမ်းမြန်းနေသည်မှာယနေ့အချိန်ထိဖြစ်ပြီးပြန်လွတ်မြောက်လာခြင်းမရှိကြောင်းသိရပါသည် UNLEA ပြောခွင့်ရဥခိုင်ဒုက္ခကတရင်တောင်မူဒရာအားဖန်စီထားခြင်းမဟုတ်ဘဲအများပြည်သူလုံခြုံရေးအရခွန်ယူစစ်ဆေးနေခြင်းသာဖြစ်ကြောင်းပြောဆိုထားပါတယ်။သို့တော်လည်းယနေ့ချိန်ထိပြန်လွတ်ပေးခြင်းမရှိသေးမှမိသားစုဝင်များအတွက်စိုးရိမ်ပူပန်စရာဖြစ်ပြီးစက်တင်ဘာလ22ရက်နေ့ကတရက်သာမိသားစုဝင်များဖြင့်တွေ့ခွင့်ရရှိပြီးနောက်ထပ်အဆက်အသွယ်မရရှိသေးကြောင်းသိရပါတယ်။နိုင်ငံတကာတရင်သမားများအကာအကွယ်ပေးရေးကော်မတီ CPJ ကလည်း BNA တရင်တောင်မူဒရာအား EA ကချက်ချင်းပြန်လွတ်ပေးရမည်ဟုပြောဆိုထားကြောင်း ရှိရပါတယ်